ဗြိတိရှစစ်သားတနသဟာယနိုင်ငံစစ်သားတယောက်ကမြန်မာနိုင်ငံချင်းပြည်ရဲ့တောင်တန်းတွေပေါ်မှာဂျပန်တွေကိုခုခံကာကွယ်ရင်းနဲ့ချင်းလူမျိုးတွေရဲ့ဘောနော်ချစ်ရတဲ့လေးစားရတဲ့သူရဲကောင်းတယောက်အဖြစ်တမိုင်းမှာကြံ့ရစ်ခဲ့ရဆိုတဲ့အကြောင်းအရာတစ်ခုမြန်မာနိုင်ငံမှာအားလုံးသိတဲ့အတိုင်းပဲအာဗြိတိရှဆိုရင်ကျွန်တော်တို့တမိုင်းနဲ့အချီပြီးတော့မုန်းကြတယ်အာနောက်ပြီးတော့ဟာဗြိတိရှရဲ့မကောင်းတာတွေပဲဒီမှာလုတ်ခဲ့တယ်ဆိုပြီးတော့တော်တော်များများက တဖိုင်းထဲမှာတော်တော်များများကမှတ်ယူထားကြတာဒါပေမဲ့ချင်းနေကဘာလို့သူ့ကိုကျေးဇူးတင်ကြရလဲကျွန်တော်တို့စက်ကြည့်ရအောင်ဒီအောင်ညတလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တို့ကျွန်တော်မြင်စီတင်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကို ဖိတ်ခေါ်ပါတယ်ခင်ဗျာဒီနေ့ကတော့ Super Sunday Super Sunday ဆိုတော့ကျွန်တော်သတင်းတွေကိုပြောမှာမဟုတ်ဘဲနဲ့လူတွေမသိမသိသေးတဲ့အကြောင်းအရာတချို့ကိုအာကျွန်တော်ပြန်ပြီးတော့ပြောပြဖို့စီစဉ်ထားပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကဘာတွေဖြစ်မလဲအာဘာအကြောင်းကိုပြောမှလဲဆိုတော့ဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာကဲအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ကဲစ Okay အဲ့တော့ကျွန်တော်တို့ငယ်ငယ်တုန်းကမြမသမိုင်းတင့်ပြီဆိုရင် ကျန်စစ်သားတို့ညောင်ဦးဖီတို့ငှချွေယူတို့ငလုံးလက်ဖေးတို့စတဲ့ဒီသူရဲကောင်းတွေဘရင်တော်အလောင်းမင်းတရားကြီးစတဲ့ဘရင်တွေကနေပြီးတော့နောက်ဆုံးဘူကျောင်းဆန်းသခင်ကိုတော်မိုင်းထင်ရှားကြော်ကြားတဲ့ပုပ်ကိုကြီးတွေအချောင်းကိုတင်ခဲ့ရတယ်ဆိုပေမဲ့တကယ်တမ်းမြမသမိုင်းနဲ့ပတ်သက်လာရင်တချို့တော့ကျွန်တော်တို့သိမသိသေးတယ်ကျွန်တော်တို့မတင်ခဲ့ရတဲ့လူပုပ်ကိုတွေရဲ့အချောင်းလဲရှိပါသေးတယ်အထူးသဖြင့်ဒုတိယကမ္ဘာစစ်နဲ့ပတ်သက်လာရင်ကျွန်တော်တို့တွေသိတာက ရဲဘော်၃ချိတ်အကြောင်းနဲ့သမိုင်းတင်ယူရေးမှာပါတယ်တချို့သောသူတွေရဲ့အကြောင်းတော့ပဲသိရသလိုစစ်ပွဲတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတချို့လေတော့မသိခဲ့မသိခဲ့ရတာတွေလည်းရှိပါတယ်ပြောမယ်ဆိုရင်ကျွန်တော်တို့ငယ်ငယ်တုန်းကမြမလွတ်လပ်ရေးဆိုတာဒီမြမဘရင်ကိုအင်္ဂလိပ်တွေက1855မှာအိန္ဒိယပြည်ကိုခေါ်သွားတယ်ပြီးတော့ မြန်မာတွေကအင်္ဂလိပ်ကိုပုံကန်ချားနာတာကနေပြီးမနိုင်ခဲ့တဲ့အတွက်နောက်ဆုံးရဲဘော်၃ချိတ်ကဂျပန်မှာစာဖွဲ့စည်းတယ်စစ်ပညာသင်တယ်ပြီးတော့မြန်မာပြည်တွေကအင်္ဂလိပ်တွေကိုဂျပန်တွေနဲ့ပေါင်းပြီးပြန်ချလို့လွတ်လပ်ရေးရတယ်ဆိုပြီးတော့ရုပ်ရှင်ဆန်ဆန်ထင်ခဲ့မိပါတယ်ကျွန်တော်တကယ်လည်းအဲ့လိုမျိုးထင်ခဲ့ရအောင်ကျွန်တော်တို့သင်ရတဲ့သမိုင်းတွေကလည်းအာကျွန်တော်တို့အများကြီးပေးမသိခဲ့ပါဘူးအသက်ကြီးလာတော့အပြင်ကစာရီလိုက်ဖက်မှာသမိုင်းထဲမှာကျွန်တော်တို့မသိရသေးတယ် အာကျွန်တော်တို့ပေးမသိပဲတမင်ဖြောက်ထားတဲ့အရာတွေရှိပါလားဆိုတာကိုလည်းတဖြည်းဖြည်းသိလာပါတယ်။ဒါကလည်းမြန်မာပြည်ကိုဂျုံပြုတ်ခဲ့တာကအင်္ဂလိပ်တွေကိုဒီအဲ့တော့ဒီအင်္ဂလိပ်တွေကိုသူတို့ကိုမြန်မာတပ်မိုင်းမှာ hero တပ်ဖွဲ့မြန်မာလူငယ်တွေရဲ့အမြင်မှာသူရဲကောင်းကြီးတွေလို့အပြစ်မခံချင်တာလေပါကောင်းပါနိုင်ပါတယ်။အဲ့တော့လွတ်လပ်မရခင်နဲ့လွတ်လပ်ရပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ ဝင်သားမှုအမျိုးသားစိတ်ဓာတ်တွေကအရန်နိုးချားနေတဲ့ကာလလည်းဖြစ်တယ်ပြီးတော့ဒီနိုင်ငံတွေကကလေးတွေတင်ရမဲ့သမိုင်းအကြောင်းအရာတွေထဲမှာလည်းသူရဲကောင်းတွေကလည်းမြန်မာတွေပဲဖြစ်တင်နေဆိုပြီးတော့ရှေးကလူကြီးတွေကစဉ်းစားခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့သမိုင်းအကြောင်းတွေတင်ရရင်တော့မင်းတို့မင်းရဲ့ကောင်းကွက်တွေပဲရေးသွင်းရတယ်ပြီးတော့သူဘလို့မိမရှုပ်တာမယားတွေဘလောက်များလား အဲဒါတွေပဲဟိုဘာလဲတာသမီတွေကိုယာနေကြီးရှိတာနောက်ဆုံးအဲသူသူမွေးခဲ့တဲ့တာသမီတွေကပဲဒီနိုင်ငံရေးကိုမိမွေးပေးခဲ့တာစတဲ့အကြောင်းအရာတွေကိုခေစီဒင်းကြမတင်ခဲ့ရပါဘူးဆိုတော့ကျွန်တော်စကားသန်းနေရတဲ့အချိန်ကတော်တော်တော့ကြာသွားပါပြီဒီနေ့မှာတော့ကျွန်တော်ပြောပြခြင်းနဲ့အကြောင်းအရာကဒုတိယကမ္ဘာစစ်အတွင်းကမြန်မာပြည်မှာတိုက်ပွဲဝင်သားခဲ့တဲ့ဗြိတိရှစစ်တီတဦးရဲ့ဝမ်းနေပွေဝမ်းနေပွေအိမ်ပြန်ကီးတစ်ခုရဲ့အကြောင်းပဲဖြစ်ပါတယ် ဒါကတော့1942ခုနှစ်မှာမြမပြည်တဲကိုဂျပန်တွေဝင်လာတယ်။အင်္ဂလိပ်ပိုင်နယ်မြေတွေကိုတိမ့်ပိုက်ချိန်မှာမြေပြတ်မှာမြန်မာအများစုကဗြိတိရှားရဲ့ကိုလိုနီစနစ်အောက်ကနေလွတ်မြောက်ခြင်းတဲ့အတွက်ဂျပန်တွေကသူတို့ရဲ့လွတ်လပ်ရေးကိုရအောင်ကူညီပေးမဲ့ကူညီပေးမဲ့သူတွေလို့ထင်တယ်။ပြီးတော့ဂျပန်တွေကိုထောက်ခံခဲ့ကြတယ်။ဒါပေမဲ့တောင်ပေါ်ဒေသတွေဖြစ်တဲ့အထူးသဖြင့်ချင်း အာကျွန်တော်တို့ကရင်နီကရင်ကချင်နဲ့တောင်ပေါ်ကလူမျိုးစုတွေကတော့ဗြိတိရှတွေကိုပဲဆက်ပြီးတော့တစ္ဆာခံခဲ့ကြပါတယ်ပြောရမယ်ဆိုရင်အဲ့ဒီကာလအုပ်ချုပ်ရေးမှာဟာအင်္ဂလိပ်တွေရဲ့တောင်ပေါ်မြေပြတ်ခွဲခြားပြီးတော့အုပ်ချုပ်တဲ့စနစ်ကဗမာနဲ့တိုင်းရင်းသားတွေကြားမှာတိတိတသာခြားနားနေဆိုတော့တောင်ပေါ်ဒေသခံအများစုကခရစ်ယာန်ဘာသာဝင်တွေဖြစ်နေခဲ့ကြတာပဲဖြစ်ပါတယ်ဒီတော့ဗမာနဲ့လူမျိုးမတူတာချင်းအတူတူဘာသာတူနေတဲ့အင်္ဂလိပ်နဲ့တိုင်းရင်းသားတွေကပို့ပြီးတော့နီးကပ်တဲ့အတွက် တိုင်းရင်းသားတွေကလည်းဂျပန်အုပ်ချုပ်မှုထက်ကိုအင်္ဂလိပ်ရဲ့အုပ်ချုပ်မှုအောက်မှာပဲဆက်ပြီးတော့အုပ်ချုပ်တာကိုပို့ပြီးတော့လူချင်းကြတယ်ဒါပေမဲ့ဂျပန်ထိုးစစ်ကမြန်မာပြည်အနှံ့ကိုရောက်ရှိလာချိန်မှာတော့ဗြိတိရှတပ်တွေကအိန္ဒိယဘက်ကိုစုခွာထွက်ပြေးခဲ့ရပါတယ်ဒီနေရာမှာတချို့သောအင်္ဂလိပ်စစ်သည်တွေကတော့ပြည်တွင်းမှာမြေရောက်လှုပ်ရှားဖို့ကြံခဲ့သလိုပြည်တွင်းမှာသူတို့ကိုထောက်ခံကြတဲ့တိုင်းဒေသရင်အားစုတွေနဲ့ပေါင်းပြီးတော့ပျောက်ကြားတက်အဖြစ်ပြောင်းလဲခဲ့တာတွေလည်းရှိပါတယ်ပြန်ဆုတ်သွားတဲ့ဗြိတိရှအင်္ဂလိပ်တွေကလည်း နောက်ပိုင်းမှာလေဒီတက်သားပြင်းနဲ့ပြန်လာပြီးတော့ကျန်တဲ့ပျောက်ကြားတက်တွေနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်ဖို့ကူညီခဲ့ကြပါတယ်။ဒီထဲမှာကျွန်တော်တို့ British တက်ကကပ္ပတိန်စစ်ဘူ Peter Robert Sandraham ဘန်နဲ့အတူကင်နီတောင်ပေါ်ကဒုတိယဘုံကြီးအက်ဂါပီကောနောက်ပြီးတော့ကရင်နယ်တွေကဘုံမူ Hoop Secret တို့လည်းပါပါတယ်။ဒုတိယဘုံကြီး Peacock ကတော့မြန်မာပြည်မှာနှစ်နဲ့ချီပြီးတော့သူကနေခဲ့တဲ့သူဖြစ်တဲ့အတွက်ကင်နီနယ်အကြောင်းကိုအများကြီးသိတယ်လို့သူကိုယ်တိုင်ကလည်းအမဲလိုက်ကျမ်းတယ် အမဲလိုက်ကျွမ်းတယ်တောရင်တတ္တဝါတွေကိုဓာတ်ပုံရရတာလဲဝါသနာပါတယ်အဲ့တော့နောက်တစ်ယောက်ကတော့ကျွန်တော်တို့ဘုံမူစီဂရင်ဖြစ်ပါတယ်ဘုံမူစီဂရင်ကတော့အင်္ဂလန်ဂျီလက်နော်ဖောနယ်ကဒီတင်းအုပ်ဆရာတယောက်ရဲ့တားဖြစ်ပြီးတော့သူ့ကိုကရင်တွေကခြေတန်းရှည်ဘိုးဘိုးလို့လဲချင်းစနိုးနဲ့ခေါ်ပေါ်တယ်လို့သိရပါတယ်အဲ့တော့ကျွန်တော်ဒီဒီနေ့ဇလန်းမှာအဓိကထားပြီးတော့ပြောကြချင်တာကပီတာရောဘတ်ဆန်ဒရန်ဘန့်ရဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့တော့1940မှာဘောနော် ဒီ Peter Robert Sandram Pan ကဗီဒိန်ကိုခွင့်နဲ့ပြန်လာတယ်ပြီးတော့16နှစ်သမီး Pap ဆိုတဲ့အမျိုးသမီးနဲ့သူကလက်ထပ်တယ်လက်ထပ်ပြီးတော့အဲဒီနှစ်မှာပဲကျွန်တော်တို့ Liverpool ကနေပြီးတော့ရန်ကုန်ကိုအော်တိုဘာမှာသင်္ဘောနဲ့ပြန်လာခဲ့ပါမြန်မာပြည်ဗြိတိရှအရာရှိရဲတပ်ရင်းကနေပြီးတော့သူ့ကိုခေါ်ပြီးတော့သူ့ကိုချင်းလဲဗီတက်မှာတာဝန်ပေးတယ်။သူ့ရဲ့တပ်တွေကဂျပန်နဲ့အိန္ဒိယကိုဝင်ရောက်မလာနိုင်မှုအတွက်တကယ်လို့ဝင်လာမယ်ဆိုရင်ခံစစ်ဆင်ဖို့တောင်ပေါ်လားတွေနဲ့ဖွဲ့စည်းထားတဲ့ တက်ပဲဖြစ်ပါတယ်။အဲ့ဒီစစ်တက်ကစစ်တီတွေကို20ရာစုတုန်းကဘိုးဝါစစ်ပွဲမှာတုံးခဲ့တဲ့တထောင်တိုးတနတ်တွေကိုပဲပေးထားပြီးတော့ဓားတွေမိန်းတွေကိုလည်းအဲ့ဒီစစ်တီတွေကကင်တွေကြပါတယ်။နောက်ပိုင်းမှာသူတို့ကို lead and fee ကနေပြီးတော့ rifle တနတ်တွေထုတ်ပြီးထုတ်ပြီးတဲ့တောင်ပေါ်ဒေသမှာ တအားဆုံးသွားခဲ့တဲ့ဂျပန်တွေစီကလည်းတနက်တွေရလာတာကြီးလည်းရှိတော့သူတို့တက်ကနောက်ပိုင်းမှာတော့တနက်တွေက rifle တွေအဖြစ်တော့ပြောင်းပြီးတော့ကင်ရတာပေါ့နော်သူတို့တက်ရဲ့အဓိကတာဝန်ကတော့ဂျပန်တွေအိန္ဒိယတွေဝင်မလာအောင်ရှေ့ကနေပြီးတော့မိုင်းယာနဲ့ချီပြီးတော့ကာကွယ်ပေးရတာပဲဖြစ်ပါတယ်ဒီလိုအရေးကြီးတဲ့တာဝန်ကိုထမ်းရတဲ့ကပတိန်ဖန်ကစစ်ကြီးပြီးတဲ့အထိကတော့နေမသွားရပါဘူးအဓိကတော့သူကဒီခန်းစစ်စင်တဲ့အချိန်မှာနော်ဒီပျောက်ကြားတိုက်ခိုက်ရေးတပ်မှာအဓိကတာဝန်ယူခဲ့တဲ့ကပတိန်တယောက်ဖြစ်ပါတယ် 1943နိုဝင်ဘာမှာတစ္ဆတ်ဖောက်တပ်သားတစ်ယောက်ကနေပြီးတော့ဒီကပ္တိန်ဘန့်ကိုပြစ်တက်ပြီးတော့ဂျပန်စီကနေပြီးတော့စုငွေယူသွားခဲ့ပါတယ်။အဲ့ဒီစစ်သားကသူ့ကိုတတ်ရတဲ့အဆောင်ပြချက်ကလည်းညာဘက်ကင်းအိမ်တင်ရဲ့အချိန်အကပ္တိန်ဘန့်ကသူ့ကိုဟိုစုလိုက်တာပေါ့နော်။နှစ်ချိန်တိတိစုလိုက်လို့ဆိုပြီးတော့သူကလက်တုံ့ပြန်ခဲ့တာဖြစ်တယ်ဆိုပြီးတော့အဲဒီအဆောင်ရာထဲမှာတော့ ပါတယ်ပေါ့နော်အဲ့တော့ဒီလိုနဲ့ကပတိန်ဘန်တည်ဆုံးတဲ့အချိန်မှာ32နှစ်ပဲရှိပါသေးတယ်ချင်းတော်မှာတာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်ကွယ်လွန်ပြီးနောက်မှသာဗြိတိရှားကနေပြီးတော့စစ်ဘက်ဆိုင်ရာစုတစိချီးမြှင့်ပါတယ်သူကဒီလိုရှေ့တန်းမှာစစ်တိုက်နေတော့ကိုဝင်နဲ့ကြံခဲ့တဲ့ဇနီးကသူ့ရဲ့ဇနီးကတော့အိန္ဒိယကိုပြေးရပါတယ်အဲ့ဒီမှာအစ်စ်ဖွဲ့ခဲ့တဲ့မြန်မာပြည်အမျိုးသမီးအရန်တက်မှာတက်တက်ကြွကြွပါတယ် ပြီးတော့ရှေ့နန်းတက်တွေကိုနောက်ကနေပြီးတော့ကူတဲ့နေရာမှာဆွမ်းဆောင်တယ်သူကလည်း1044ခုနှစ်မေလမှာဗြိတိရှကအစိုးရကရဲ့တိမှတ်ပြုခဲ့တဲ့စာရင်းထဲမှာတော့ပါလာတယ်ဗောနော်ဒါကတော့သူ့ရဲ့ဇနီးအကြောင်းပဲဖြစ်ပါတယ်အမှသူကသူ့ဇနီးနဲ့ဒီဟိုဖြစ်တဲ့အချိန်မှာတော့သူကသားတစ်ယောက်တော့ကြံခဲ့တယ်သူသားနာမည်ကပီတာဗောနော်အဓိကတော့ပီတာရောဘတ်ဆန်ဒရန်ဘန့်ဆိုတဲ့နေရာမှာသူကပီတာကသူ့ရဲ့မျိုးရိုးနာမည်ဖြစ်တဲ့အတွက်သူသားကိုကျွန်တော်တို့ပီတာဆိုပြီးတော့ပဲသူတို့ကမှဲ့တယ်အဲ့တော့သူ့ရဲ့နာမည်ကိုကျွန်တော်တို့ပီတာလို့ပဲ ဟိုကျွန်တော်ဒီမှာသုံးလုံးပါပဲအဲသူသားပီတာကိုတော့အဲ့ဒီနှစ်ဇူလိုင်လမှာအိန္ဒိယပြည်အန်တန်မှာ မွေးဖွားတယ်သူတနှစ်သားလောက်မှာအင်္ဂလန်ကိုပြန်လာတယ်ပီတာကအိန္ဒိယမှာမွေးတယ်ဆိုပေမဲ့သူကမြန်မာပြည်နဲ့အဆက်အသွယ်ရှိပါတယ်သူရဲ့ခေါင်းကင်ဖခင်ဖြစ်သူကလည်းဒါတိရတာမဲ့ခရစ်ယာန်ဘာသာဝင်တွေမှာတော့ခေါင်းကင်ဖဖခင်ဆိုတာရှိကြပါတယ်အဲ့တော့သူရဲ့ခေါင်းကင်ဖခင်ကလည်းစစ်သားစစ်သားနဲ့ဆင်ဆရာ James Howard William ဖြစ်ပါတယ်သူကိုလည်း Elephant Beef ဆိုပြီးတော့ တစ်လုပ်ငန်းနဲ့မြန်မာပြည်စစ်စင်ရေးမှာတီးကြသူတွေလည်းများပါတယ်။အော်ဒီလိုနဲ့စစ်ကြီးပြီးသွားတဲ့အချိန်မှာတော့မြန်မာပြည်ကစစ်ဆိုးစစ်ဆိုးရအဆက်ဆက်အောင်မှာနိုင်ငံကဆင်းရဲပြီးတော့တကားပိတ်ဝါဒနဲ့ကြံရိတ်ခဲ့ပါတယ်။ဒီလိုနဲ့2012မှာမြန်မာပြည်ရဲ့အဆိုးရပြောင်းလဲဖြစ်ပြီးတဲ့နောက်ပီတာကမြန်မာပြည်ပြန်သွားပြီးတော့မှသူ့ရဲ့ဖခင်ကျွန်တော်တို့ကက်ပတိန်ဖတ်အကြောင်းကိုဟိုကတော့တိအောင်ရှာဖို့ကြိုးစားတယ် သူဒီလိုမြန်မာပြည်ရဲ့သွားနိုင်အောင်လဲဗြိတိရှမဟာမိတ်စစ်ပြန်ဖွဲ့တွေကလည်းဝိုင်းပြီးတော့ကူပေးကြပါတယ်နောက်ထပ်သူရလိုက်တဲ့အကူအညီကောင်းကတော့အငိမ့်သားရောစိတ်ရောကဆရာဝန်ကြီးဒေါက်တာဒက်စမွန်ပေါ့နော်ဒေါက်တာဒက်စမွန်ကယ်လီစီရဲ့အကူအညီပါဒေါက်တာကယ်လီအဖေကကပတိန်ဘန်နဲ့ဒီချင်းတောင်ပေါ်ကပေါ့ချင်းတောင်ပေါ်မှာတော့ကရဲဘော်ရဲဘက်ဖြစ်တဲ့ဒုတိယဗိုလ်မှူးကြီးနော်မန်ကယ်လီပါပဲအဓိကတော့သူပြန်လာတယ်ဆိုတာက ဒါအားလုံးကြီးတချို့တွေလည်းအက္ကလာတွေမှာဒုတိယကမ္ဘာစစ် အတွင်းမှာဒီကြာဆုံးခဲ့တဲ့မြန်မာပြည်ထဲမှာကြာဆုံးခဲ့တဲ့ဂျပန်နေမြန်မာဟိုပါပေါ့နော်ဒီဟိုမဟာမိတ်တပ်သားတွေဒီလူတွေရဲ့အကြောင်းတွေကိုပြန်ပြီးတော့လေးလာဆန်းစစ်ဖော်ထုတ်ကြတာတွေလည်းရှိပါတယ်ဆွေနဲ့မျိုးနဲ့အဲထက်မှဒီဘမ်ဘမ်ရဲ့တာပီတာကလည်း အဒီ2012မှာပြန်ရောက်လာပြီးတော့သူ့အဖေဒီနိုင်ငံမှာဘာတွေလုပ်ခဲ့တယ်ဘယ်လိုတွေဖြစ်ခဲ့တယ်ဆိုတော့အကြောင်းတွေကိုပြန်သိကျင်တဲ့အတွက်ဒီနိုင်ငံတွေကပြန်ပြီးတော့သူ့အဖေရဲ့အကြောင်းတွေကိုပြန်ရှာခဲ့ပါတယ်အဲ့တော့ဒေါက်တာကယ်လီကအဲ့ချိန်မှာသူ့ရဲ့ဖေရဲ့မိတ်ဆွေဖြစ်တဲ့ဒေါက်တာကယ်လီပေါ့နော်ဒေါက်တာကယ်လီကသူ့ဖေရဲ့စာတွေကိုခြေခံပြီးတော့ချင်းတိုက်ပွဲတွေရဲ့အကြောင်းကိုစာအုပ်ရေးထားတဲ့သူလည်းဖြစ်တယ်ဒီလိုနဲ့ပီတာတယောက်ကပီတာကဒေါက်တာကယ်လီရဲ့အကူအညီနဲ့ ကျွန်တော်တို့ချင်းပြည်နယ်ပေါ့နော်တီးတိမ်မျိုးကျောင်းတစ်ကျောင်းကကျောင်းအုပ်နဲ့ဖုံးတော်ကြီးတမ်ခံပေါင်းနဲ့တမ်ခေါင်ပေါင်းနဲ့ပေါ့နော်ရင်းနှီးခဲ့ပါတယ်လူကြီးလူကောင်းဘမ်ကိုဒီစစ်အတွင်းကဂျပန်တွေလက်ကသူတို့ကယ်ခဲ့တယ်။နောက်ပြီးတော့လမ်းတွေဖောက်ပေးခဲ့တဲ့ဗြိတိရှလူမျိုးတွေကိုချင်းလူမျိုးတွေကတိတ်ပြီးကျေးဇူးတင်ကြတယ်လို့သူကိုရှင်းပြချပါတယ်။အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာအားလုံးသိတဲ့အတိုင်းပဲ အာဗြိတိရဆိုရင်ကျွန်တော်တို့တမိုင်းနဲ့အချီပြီးတော့မုန်းကြတယ်အာနောက်ပြီးတော့အာဗြိတိရရဲ့မကောင်းတာတွေပဲဒီမှာလှုပ်ခဲ့တယ်ဆိုပြီးတော့တော်တော်များများကတမိုင်းထဲမှာတော်တော်များများကမှတ်ယူထားကြတယ်ဒါပေမဲ့ချင်းတွေကဘာလို့သူ့ကိုကျေးဇူးတင်ကြရလဲကျွန်တော်တို့စက်ကြည့်အောင်အဲ့တော့ဂျပန်စစ်သားတွေကတော့သူကအဲ့အချိန်မှာအရန်ဆိုးလုံးလို့ချင်းတွေကအရန်ကြောက်တယ်ဆိုပြီးတော့ချင်းတွေကကြောက်ကြတဲ့အကြောင်းကိုလည်းပြောပြပြောပြတယ်ပေါ့နော်နောက်ပြီးတော့အဲ့တော့အဖုံးကြီးကနေပြီးတော့ ီတာရဲ့အဖေရဲ့အလောင်းပေါ့နော်တင်းချန်သူ့ရဲ့တင်းချန်ဗမာရှိမလဲလို့စေးစေးသက်လိုက်ရှာပေးရဲ့စေးစေးသက်လိုက်ရှာပေးပါတယ်အဲ့ဒီအချိန်မှာတီးတိမ်မြုံမြောက်ဖက်ကလမ်ထမ်းဆိုတဲ့ရွာဟောင်းတစ်ခုမှာရှိနိုင်တယ်လို့ဆိုပြီးတော့သိလာပါဒီနေရာကိုချင်းပါတာနဲ့ကျွန်တော်တို့ဗမ်မန်ဂါမောလို့ခေါ်ပြီးတော့လူကြီးလူကောဗမ်ရဲ့တောင်ကုန်းလို့အထိပ္ပယ်ရတယ်လို့အနာကရွာတရွာလူကြီးတယောက်ကဖုန်းတော်ကြီးကိုပြောပါတယ်အဲ့ဒီတင်းချန်ကို ထမ်ကုန်းပေါင်းကဒီဖုန်ကြီးနဲ့သူ့ရဲ့မိတ်ဆွေတွေကသွားကြည့်တယ်အယိုးသားသုံးသားကိုယူလာနိုင်တယ်အဲ့ဒီနေရာကိုလာလေတဲ့ဗြိတိရှနိုင်ငံသားတယောက်ကလည်းပီတာစီကိုအယိုးတွေပို့ပေးပါတယ်ကျောင်းကျင်သူတွေအဆိုအရဒီအယိုးသားတွေကကျွန်တော်လူရဲ့ခြေဖနှောင်းရဲ့ခြေချင်းဝက်ကခြေဖနှောင်းနဲ့ခြေချင်းဝက်ကဖြစ်တယ်ဆိုရင်မြန်မာမျိုးမျိုးဗီဇာကိုတော့အပြည့်စုံတိရအောင်တော့သူတို့မစစ်ဆေးနိုင်ခဲ့ပါဘူးဒါပေမဲ့ပီတာကတော့ဒီအယိုးတွေကသူ့အဖေရဲ့အယိုးတွေမှတည်ကြပါတယ်လို့ တော့သူကတော့ပြောတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီနေရာမှာစစ်အတွင်းကတပ်ဖြတ်ခံပြီးတော့မြုပ်ထားခဲ့တဲ့ဘီတိဘီတိရှာစစ်သားဒနာတာဟာယစစ်သားဆိုလို့သူ့အဖေပဲသူ့အဖေပဲတယောက်ရှိသူ့အဖေတယောက်ပဲရှိခဲ့တာကြောင့်ဆိုပြီးတော့ဒီယိုးကသူ့အဖေရဲ့အယိုးဖြစ်နိုင်တယ်လို့အာသူကတော့ပြောပါတယ်ပီတာရဲ့အမေကတော့2015ခုနှစ်ဇွန်လအာကျွန်တော်တို့သုံးသူ့အသက်ပေါ့နော်94မှာတော့အာ94နှစ်မှာကွယ်လွန်တယ်သူသူ့ရဲ့အမျိုးသမီးကဒါဘတ်မြက်အမျိုးသမီးပီတာရဲ့အဖေ ပါလ်ပေါ့နော်ပါလ်ပါလ်က94နှစ်မှာကွင်လွန်တယ်ပီတာကတော့ချင်းတောင်ကနေပြီးယူလာတဲ့သူ့ဖေရဲ့အယူတွေနဲ့မြေမြေနဲ့နဲ့ကိုဂရီပါအိထဲမှာထည့်ပြီးတော့သူ့မြေရဲ့လက်ထဲမှာထည့်ပြီးတော့မြုပ်နှံပေးခဲ့တယ်လို့တော့ပြောတယ်ပေါ့နော်ပြောရမယ်ဆိုရင်82နှစ်အကြာမှာသူတို့ဇနီးမောင်နဲ့ပြန်ပြန်ဆောင်သီးရတဲ့ဝမ်းနည်းစရာအခိုက်တန့်လို့ပြောရင်လည်းရပါတယ်အဲ့တော့ ပီတာကတီးတိမ်ကို2015ဇန်နဝါရီမှာသူ့ရဲ့ဇနီးဖြစ်သူဂျင်းဂျင်နီနဲ့ရောက်သွားတယ်ဗောနော်အဲ့ဒီကလူတွေကသူ့အဖေကိုသူရဲကောင်းလို့သဘောထားကြတော့သူအရန်ကိုအန်ဟောတင်တယ်ဘာဖြစ်လို့သူရဲကောင်းလို့သဘောထားကြလဲဘယ်လောက်ထိသူတို့ကသူရဲကောင်းလို့သဘောထားကြလဲဆိုရင်အဲ့ဒီကအချောင်းတစ်ချောင်းမှာသူ့အဖေရဲ့ဓာတ်ပုံတွေကိုချိန်ထားတာသူ့အဖေရဲ့ဓာတ်ပုံတွေအများကြီးကိုအမှချိန်ဆွဲထားတာပြီးတော့ချင်းပြီလူတွေအတွက်အသက်ဆုံးသွားတဲ့သူဖြစ်လဲចောင်းသားတွေကလေးစားကြတာကိုသူတွေ့ခဲ့ရတယ်ဗောနော်ဘာဖြစ်လို့သူ့ဖခင်မြုပ်ထားတဲ့ နေရာကိုနိုင်ငံသားတွေကမသွားရလို့သူကိုယ်တိုင်သွားမကြည့်နိုင်ပေမဲ့သူ့အဖေဆောင်ရွက်ချက်တွေကြောင့်ပီတာကပျော်ရွှင်ခဲ့ရတယ်လို့လည်းသိသိရပါတယ်ပီတာကမြန်မာပြည်ကို2015နိုဝင်ဘာမှာပြန်လာခဲ့ပြီးတော့ရန်ကုန်ကျွန်တော်တို့ရန်ကုန်မြို့ပြင်ကထောက်ကျန့်စစ်တင်းတိုင်းမှာအောင်းမွေအောင်းမွေဘွယ်နေစူတောင်းပွဲအခမ်းအနားကိုတက်တယ်ပြီးတော့မြန်မာပြည်စစ်သမိုင်းမှာတွင်ကျင်ခဲ့တဲ့ကပတိန်ဘန်းရဲ့ကပီးဟိုပါဘောနော်ကပီးပြားကို အာကျွန်တော်တို့ပီတာကထောက်ကြံ့ကို ရောက်တဲ့နေ့မှာပဲသူ့ဖေကပတိန် PRS Band MC အတွက်အမတ်တရတင်းတိုင်းကြောက်ပြားတစ်ချက်ပေါ်မှာကြီးပြားအုပ်ပြီးတော့ဖွင့်လှစ်ပေးခဲ့ပါတယ်ကြီးပြားမှာရေးထားတာကတော့ပါရဲ့ chicken မွန်ပီတာရဲ့ဖခင်ပျောက်ဆုံးသွားပေမဲ့ဘယ်တော့မှမမိနိုင်အခုတော့အနားယူပြီးလို့ရေးထားတာဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းကြာဆုံးခဲ့ကြသူတွေအတွက်အောက်မေ့ပွဲနေ့ ဆူတောင်းပွဲကိုဗြိတိရှ်တန်မတ်နဲ့တကွာအခြားတန်မတ်တွေလည်းလာတက်ကြတယ်။ကဘာလက်ခီးသွားတွေလည်းလာကြည့်ကြပါတယ်။အခုကျွန်တော်ပြောသွားတဲ့အကြောင်းအရာကတော့ဒီဒုတိယကဘာစစ်တွင်းကဗြိတိရှ်တက်ကကပတိန်စစ်ဘိုပီတာရောဘတ်ဆန်ဒရန်ဖန်ကချင်းစစ်သားတွေပါတဲ့ပေါ်တော့ကျွန်တော်တို့တက်ခွဲတစ်ခုကိုဥဆောင်ပြီးတော့တိုက်ခိုက်ခဲ့ရတိုက်ခိုက်ခဲ့ရင်ကြာဆုံးခဲ့ရတဲ့အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုမှာတော့သူဘလူတွေဘလူပုံစံတွေနေခဲ့တယ် ဘလူတွေဟိုဟာဖြစ်ခဲ့တယ်ဘလူတွေနဲ့အက်ဒီသားကသူတွေနဲ့ဘလူနေခဲ့တယ်ဆိုတဲ့အကြောင်းအရာအသေးစိတ်တော့မပါပါဘူးဒါပေမဲ့ဗြိတိရှစစ်သားဒနာတဟာယနိုင်ငံစစ်သားတယောက်ကမြန်မာနိုင်ငံချင်းပြည်ရဲ့တောင်တန်းတွေပေါ်မှာဂျပန်တွေကိုခုခံကာကွယ်ရင်းနဲ့ချင်းလူမျိုးတွေရဲ့ဘောနော်ချစ်ရတဲ့လေးစားရတဲ့သူရဲကောင်းတယောက်အဖြစ် တမိုင်းမှာကြံရိတ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာတစ်ခုတော့ကျွန်တော်အဓိကထားပြီးတော့ပြောချင်တာဖြစ်ပါတယ်သူကြာဆုံးခဲ့ပုံကတော့တစ္ဆာဘာတရားရဲ့ပြစ်သက်ခြင်းကိုခံရတယ်ပြီးတော့ကြာဆုံးခဲ့ရတယ်ပြကြာဆုံးခဲ့ရတယ်ဒါပေမဲ့အဲ့ဒီသားမှာနေနေအလူတွေအတွက်သူဘလို့ကောင်းကျိုးတွေပြုခဲ့လဲဘလို့တွေလုပ်ခဲ့လဲဘာတွေကသူ့ကိုဒီချင်းလူမျိုးတွေအတွက်ဘောတော့ဟိုသူရဲကောင်တူဦးဖြစ်တံမိုးထားရလဲဆိုတော့အကြောင်းကတော့ကျွန်တော်တို့အသေးစိတ်ပြောပြဖို့ ခက်ခဲပေမဲ့ဒါပေမဲ့ယနေ့အချိန်ထိဓာတ်ပုံတွေချိတ်ဆွဲပြီးတော့သူ့ကိုသူရဲကောင်းတယောက်ဖြစ်တတ်မှတ်ထားတယ်ဆိုတဲ့ကသိကြတယ်ဒီလူဟာဒီဗြိတိရှ်စစ်သားဟာသူနေခဲ့တဲ့သူတိုက်ပွဲဝင်ခဲ့တဲ့ သူအသက်ဆုံးခဲ့ရတဲ့ချင်းပြည်နယ်အတွက်သူတစုံတစ်ခုလှုပ်ပေးခဲ့ရတယ်ဆိုတာတော့ကျွန်တော်တို့တိတိကျကျပြောလို့ရပါတယ်။အဲ့တော့ဒုတိယကမ္ဘာစစ်တွင်းမှာပြောရမယ်ဆိုမြန်မာပြည်မှာဂျပန်စစ်တပ်ကိုခုခံကာကွယ်ရင်းနဲ့အခုလိုအသက်ပေးခဲ့ရတဲ့စစ်တီတွေကမနှဲမနှောရှိပါတယ်။သူတို့ရဲ့တူးချင်းစီမှာလည်းကျွန်တော်တို့မသိတဲ့အခုလိုဝမ်းနှဲစရာဆက်ကြောင်းတွေအများကြီးရှိကြပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီနေ့ကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့တမိုင်းဖက်စာထဲမှာမပါတဲ့ဗြိတိရှစစ်သားတအူရဲ့ ဝင်းနေစရာအိမ်ပြန်ခီးလေးတစ်ခုကိုပြန်လဲမျှဝေလိုက်ရတာလေဖြစ်ပါတယ်အဲ့တော့ဒီဇလန်လေးနားထောင်ပြီးတော့ဩတကယ်တမ်းကျတော့လူတွေပေါ့နော်လူလူတေွားပဲမဲ့နာမည်မတည်ဘူးလူတွေဆိုတာအရန်ကိုအရေးကြီးပါတယ်ကျွန်တော်တို့ကဘာကြီးမှာလူတေပေမဲ့နာမည်တေွားတဲ့သူတွေအများကြီးရှိပါတယ်လူတေပြီးတော့နာမည်မတည်တဲ့သူတွေလည်းအများကြီးရှိပါတယ်လူလည်းမတည်နာမည်လည်းမတည်တဲ့သူတွေလည်းအများကြီးရှိပါတယ်တေကြအတူကတော့ကျွန်တော်တို့က နောင်ဘွားမှာမင်းကဘယ်ဘွားကလာတယ်ဆိုတာကိုပြန်မှတ်မိခေါင်းမှတ်မိခြင်းမလဲမှတ်မိလိုက်မယ်တေချာတော့လူတွေအများကြီးကမမှတ်မိကြပါဘူးဒါပေမဲ့ तू စတောက်ခဲ့တဲ့တမိုင်းသူ့ရဲ့ဆွေမျိုးသူ့ရဲ့ဆွေဆွေရှင်မျိုးဆက်ကတော့ဒီလူရဲ့ဘောတော့ကောင်းခြင်းဆိုးခြင်းအပေါ်မှာမျှဝေခံစားရတယ်ဆိုတာတော့ကျွန်တော်တို့အားလုံးသိရပါပဲအဲ့တော့ပြောချင်တာက ကိုယ့်ရဲ့ဘိုးဘေးစင်ဘိုးဘေးဘီပင်စင်သက်ကကောင်းတာတွေလုပ်ခဲ့ရင်ကျွန်တော်တို့တွေလည်းကောင်းတာတွေပဲခံစားရမယ်လူတွေကြားမှာလည်းမျက်နှာမော်ရှင်ပေါ်နဲ့ခံစားရမယ်ကျွန်တော်တို့မကောင်းတာတွေလုပ်ခဲ့တဲ့ဘိုးဘေးတွေနဲ့ကျွန်တော်တို့ကြုံရမယ်ဆိုရင်သူတို့ရဲ့မကောင်းခြင်းတွေကိုကျွန်တော်တို့မျိုးရိုးအဆက်ဆက်ခံစားရမယ်ဒါကကျွန်တော်တို့လက်တလောအာကျွန်တော်တို့လူဘဝကြီးမှာမြင်မြင်တွေ့နေရတဲ့အကြောင်းအရာတစ်ခုပဲကျွန်တော်တို့နိုင်ငံမှာတော့လူလဲသေနာမည်လဲသေတဲ့ စစ်ခွေးတွေနဲ့စစ်အာဏာရှင်တွေကတော့တမိုင်းဆွေစဉ်မျိုးတမိုင်းမှာဆွေစဉ်မျိုးသက်အဆက်ဆက်မကောင်းသောလူမကောင်းသောအတိတ်မကောင်းသောတမိုင်းတွေဖြစ်ကြံရစ်မဲ့အဲ့လူတွေကိုတိုက်ပွဲဝင်ခဲ့တဲ့ကျွန်တော်တို့ရဲ့သူရဲကောင်းတွေကတော့ကျွန်တော်တို့ရဲ့ကဘာကြီးမှာ ကျွန်တော်တို့ရဲ့မြန်မာမှာတော့ကောင်းသောတမိုင်းတွေနဲ့ဆွေစဉ်မျိုးသက်တွေအတွက်ပေါ့နော်ကောင်းသောနာမည်တွေထားရစ်ပေးခဲ့တဲ့သူတွေအဖြစ်ကြံရစ်မယ်ဖြစ်ကြောင်းကိုပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ ကျွန်တော်တွေ့ကျွန်တော်အမြင်အစီအစဉ်လေးကိုဒီလောက်နဲ့ပဲကျွန်တော်ရန်သားခြင်းပါတယ်တော်လန်ပြည်သူများအားလုံးစိတ်လက်ကြည်လာတော်နဲ့တနည်းတာကိုဖြတ်တန်းနိုင်ကြပါလိမ့်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ကတည်းကအောင်ရတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ